မင်္ဂလာပါရှင်မေလာ29ရက်စက်တာရီနေ့အတွက်ရွှေငွေရလှလှရှရှရန်ကုန်တည်မြောက်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပြီးမှာကတော့လုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ရွှေဆိုင်1500အထိရှိလာတဲ့တည်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်လုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ရွှေဆိုင်1500အထိရှိလာတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကနေသိရပါတယ်။လက်ရှိအချိန်လုပ်ငန်းလိုင်စင်လျှောက်ထားပြီးတဲ့ဆိုင်1500လောက်မှာတထောင်လောက်ကလိုင်စင်ထုတ်ယူပြီးဖြစ်တယ်လို့ဆိုပါရယ် လိုင်စင်လျှောက်ထားရမှာမူလသတ်မှတ်ထားတဲ့နောက်ဆုံးလျှောက်ထားရမယ့်ရက်သတ်မှတ်ချက်ကိုလည်းဖြေလျှော့ပေးထားပြီးထပ်မံလျှောက်ထားခွင့်ပေးထားတယ်လို့သိရပါဗျ။ရွှေဆိုင်နေအနေနဲ့မြေပြင်မှာလည်းရွှေရောင်းဝယ်တဲ့လုပ်ငန်းဆောင်ရွက်နိုင်မှုအတွက်လုပ်ငန်းလိုင်စင်လျှောက်ထားရယူဖို့နဲ့သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာမှုမရှိရင်အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေနဲ့အညီအရေးယူခံရမှာဖြစ်တယ်လို့တည်ရန်စာတာနေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကအသိပေးကြေညာထားကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမှာကတော့တပတ်အတွင်းကိုဗစ်လူနာသစ်6ဦးထပ်မံတွေ့ရှိတဲ့သတင်းဖြစ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့မေလ29ရက်မနက်7:00နာရီထုတ်ပြန်ချက်အရပြီးခဲ့တဲ့မေလ18ရက်ကနေ25ရက်အထိတပတ်အတွင်းကိုဗစ်အတည်ပြုလူနာသစ်6ယောက်ထပ်မံတွေ့ရှိရတယ်လို့သိရပါတယ်။တပတ်အတွင်းတက်ခွေးနမူနာ2954ခုကိုစစ်ဆေးခဲ့တာဖြစ်ပြီးယောဂဗိုလ်တွေ့ရှိမှုရာခိုင်နှုန်းက3.7%ရာခိုင်နှုန်းနဲ့တည်ဆုံးသူတော့မရှိဘူးလို့ဆိုပါတယ်။ အခုတည်းရှိတဲ့ကိုဗစ်လူနာသေး6ရောစလုံးရန်ကုန်တိုင်းဒေသကြီးကပဲဖြစ်ပြီးတော့တကုံမြို့နယ်က2ရောက်အင်းစိန်မြို့နယ်က1ရောက်တာကီတာမြို့နယ်က1ရောက်ကုံမှုမြို့နယ်က1ရောက်တကုံမြို့သည့်အရှေ့ပိုင်းမြို့နယ်က1ရောက်ဖြစ်တယ်လို့သိရပါပါရှင်။ထပ်မံတင်ဆက်ပေးမှာကတော့လမ်းမဆက်သွေးရေးခက်ခဲပြီးသွားလာရမလွယ်ကူတဲ့အခြေအနေဖြစ်ပါကရောက်ရှိနေတဲ့စာစစ်ဌာနတွင်ဖြေဆိုနိုင်တယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ 2025ခုနှစ်ဇွန်လတွင် ပြန်လည်ကျင်းပမယ့်တက္ကသိုလ်ဝင်စာမေးပွဲတွင်ပြည်ဆိုရမယ့်ကျောင်းသားကျောင်းသူများအနေဖြင့်လက်ရှိရောက်ရှိနေသောနေရာမှာမိမိမူလဖြစ်စုခဲ့ရာစာစစ်ဌာနသို့လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးသွားလာရမလွယ်ကူတဲ့အခြေအနေဖြစ်ပါကမိမိလက်ရှိရောက်ရှိနေတဲ့မြို့နယ်အတွင်းဖွင့်လှစ်ထားတဲ့စာစစ်ဌာနတစ်ခုခုတွင်ဝင်ရောက်ဖြစ်စုခွင့်ပြုရန်အစိုးရမြို့နယ်ပညာရေးမှူးချုပ်မှတဆင့်လျှောက်ထားနိုင်ကြောင်းသိရပါသည် ၎င်းစာကျက်ဌာနတွင်မိမိဖြစ်ဆိုမဲ့ဘာသာတွေရှိမှသာခွင့်ပြုမှာဖြစ်ပြီးပြောင်းလဲဖြစ်ဆိုခွင့်ပြုပြီးပါကမူလစာကျက်ဌာနသို့ဖြစ်စီအခြားစာကျက်ဌာနသို့ဖြစ်စီထပ်မံပြောင်းလဲဖြစ်ဆိုခွင့်ပြုမှာမဟုတ်ကြောင်းသိရှိရပါတယ်ရှင်နောက်ဆုံးတင်ဆက်ပေးမှာကတော့ AFC Grassroots Football Day 2025အခမ်းအနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ AFC Grassroot Football Day 2025အခမ်းအနားကိုမေလ29ရက်နေ့နေ့ပိုင်းကရန်ကုန်မြို့သူဝနဘောလုံးကွင်းမှာကျင်းပကြောင်းသိရပါတယ်။အဆိုပါပွဲသူမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးထိတ်ခွန်အောင်မြင့်ဝေအလုံမှုဆောင်အဖွဲ့ဝင်များအထွေထွေအကြွေမှုဦးထွန်းနှောင်းအောင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများဤပြဆရာများအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများတက်ရောက်ကြရလို့သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အထွေထွေအတွင်မှုဦးထွန်းအောင်မှဖွင့်အမှားစကားပြောကြားပြီးတာဝန်ရှိသူများကကွင်တင်ဘောလုံးများကံတွင်က AFC Grassroot Football Day 2025အခမ်းအနားကိုဖွင့်လှစ်ပေးပါတယ်။အဲ့ဒီနောက်နီးပြဆရာများကအခြေခံပညာကျောင်းများမှကျောင်းသားကျောင်းသူများကိုအခြေခံဘောလုံးပညာများသင်ကြားပေးကြကြောင်းသိရပါရဲ့ရှင်။